မင်းကလေးကပြုံးပြုံးရွှင်ရွှင်နဲ့ဟင်းချိုတပကံကိုပိုင်လာပြီးခေါင်းတောင်မဖော်ပဲထိုင်နေတဲ့သူ့လူကိုရင်ရင်ကြည်ကြည်ကမ်းပေးလိုက်တဲ့ယောက်ျားလေးကလှောင်းတလူလူနဲ့ဟိတ်ကောင်မငါ့ကိုများအစိတ်ခတ်တာလားလို့မေးလိုက်တာပေါ့မင်းကလေးခင်ဗျာချက်ချင်းပဲမဟုတ်ပါဘူးရှင်ဒါလေးကအမေသားဟင်းချိုလေးကိုတိုင်းချက်ထားတာဒီပကံလုံးလေးထဲမှာတန့်စင်တဲ့အချစ်တွေပဲထည့်ထားတာပါဆိုပြီးအလောတကြီးရှင်းပြရတယ်ယောက်ျားလေးကတော့ဘာချမ်းစီနေရလဲပြောစမ်းလို့မင်းမျက်နေတော့မင်းကလေးလည်းအာနာပါနားနဲ့အဟိုလေး ပတ်စံလေးနည်းနည်းရှာဖို့စတူဒီယိုလေးတစ်ခုလောက်လှုပ်ချင်လို့ပါလို့ဖြည်းဖြည်းချင်းဝန်ခံလိုက်တယ်ရင်ထဲမှာတော့မငင်းလိုက်ပါနဲ့တော့ဆိုပြီးအော်နေတာပေါ့သူ့ရဲ့အာကူတကြီးမျက်လုံးလေးတွေကိုမြင်လိုက်ရတော့ယောက်ျားလေးကချက်ချင်းသဘောတူလိုက်ပါရောမိန်းကလေးလည်းပျော်သွားပြီးသူ့ကိုဖက်လိုက်နမ်းလိုက်လို့တာပေါ့ယောက်ျားလေးလည်းမျက်နှာဝိုင်းပြီးပြုံးပြော်နေတာဒါပေမဲ့၃စက္ကန့်တောင်မကြလိုက်ဘူးဖုံးတန်မြီလာတော့အိမ်မက်ပြက်ပြီလေသူလှုပ်ချင်တဲ့စတူဒီယိုကပတ်စံအပြင်အဆက်အသွယ်ပါ လူတဲတဲ့ယောက်ျားလေးကအဆက်အသွယ်အတွက်စိတ်ပြက်နေတဲ့သူ့အတွေးတွေကိုနားထောင်ရင်သူမဘေးကအချမ်းသာဆုံးလူကအဖြစ်ဖြစ်ကြောင်းအရေးအမွေးပြကျင်လို့တမင်ချောင်းဟန်လိုက်တဲ့မင်းကလေးကတော့သဘောမပေါက်ဘူးကိုယ့်လေချောင်းနာနေလားဟင်တဲ့ယောက်ျားလေးလည်းစိတ်မထိန်နိုင်တော့ပဲပောက်ကွဲပြီးမင်းကအဆက်အသွယ်လူတာမဟုတ်ဘူးညံနေတာလူအော်ပြီးထွက်သွားတော့တာပဲဒီတော့မှမင်းကလေးသဘောပေါက်ပြီးပျော်ရွှင်စွာနဲ့လက်ပြလေးလိုသူ့နောက်ကိုအပြေးလိုက်သွားတဲ့ပထမဆုံးအကြိမ်လှုပ်ရှားမှုအနေနဲ့ဆိုးနွဲ့ တဲ့ပုံစံနဲ့တွဲကပ်ပြီးချုံမောတော့တာပေါ့ယောက်ျားလေးကသူမရဲ့အတွင်းစိတ်တန်ကိုကြားပြီးအချစ်ရေအဲ့ဒါတွေတော့မဝင်တော့ဘူးလို့ပြောလိုက်တယ်မိန်းကလေးလည်းဒါဆိုဘာလို့ပြရမှာလဲဟင်လို့မေးတယ်ယောက်ျားလေးကစလိုက်တဲ့သဘောနဲ့အခုချက်ချင်းတချင်းတပုတ်ဆိုပြဆန်းလို့ပြောလိုက်တာပေါ့သူမကလည်းရေစရာကောင်းတဲ့ freestyle ရက်ကိုထဆူပြလိုက်တယ်ယောက်ျားလေးကရေတာမရေရီတောင်ပန်းထွက်တယ်သူမရဲ့တချင်းဆိုပုံကိုလှောင်းလိုက်တော့လက်စားချီတဲ့အနေနဲ့အမျိုးသမီးကသူ့ကိုတအားထုတ်လိုက်တယ်ယောက်ျားလေးလည်းကြောင်သွားတာပေါ့သူမကချိုးချိုးတာတာနဲ့နှိမ့်နေပေးမယ်လို့ကန့်လန့်လိုက်တော့ ယောက်ျားလေးခင်ဗျာကြောက်လန့်ပြီးချက်ချင်းတလိုက်ရတယ်နောက်တနေ့မှယောက်ျားလေးကသူ့အတွင်းရေးမှုကိုလှုပ်ဝက်ခိုင်းလိုက်တယ်သူမရဲ့စတူဒီယိုအတွက်မြို့ထဲကအကောင်းဆုံးရုံးခန်းအဆောက်အုံကိုဝယ်ပေးလိုက်တာပေါ့ကားနှစ်စီးနဲ့ရင်ပေါင်းနှစ်ယောက်ပါစီစဉ်ပေးခဲ့တယ်ဒါပေမဲ့သူ့ပေးတာဆိုတာဘယ်တော့မှမပြောရဘူးလို့အတွင်းရေးမှုကိုအမိတ်ပေးခဲ့တယ်မကြခင်မှာပဲမင်းကလေးစီကိုအချိုးဆောင်စီကဖုန်းဝင်လာတယ်လက်ခကတတောင်းပဲဆိုတော့သူမအန်အော်လုံးလို့အသက်ရှူရမတက်ဖြစ်သွားတဲ့အတွင်းရေးမှုကသူမမကြည်နဲ့ ဘူးထင်ပြီး9000ထိရှော့ချပေးလိုက်တဲ့မင်းကလေးကတော့သူမရဲ့ဆွဲဆောင်မှုကြောင့်အနိုင်ရခဲ့တယ်လို့ဂုဏ်ယူနေတာပေါ့ယောက်ျားလေးပြန်ရောက်လာတော့ပျော်ရွှင်စရာတွေဝင်မြဖို့အပြေလောသွားပေမဲ့သူကစိတ်အေးအေးထားပြီးဒီဇိုင်နာဝတ်စုံတစ်ထည်ကမ်းပေးလိုက်ပြီးခန်းနာတဲ့ပွဲကြီးတစ်ခုကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်